MSP ရုပ်ရှင်ကားကြီးကမတင်ခင်မှာကလေးကပေါ့နော်ရုပ်ရှင် page မှာတင်တဲ့စာသားတွေကြည့်ရတယ်လူကအကြီးပျော်ကြခြင်းတွေဖြစ်နေတာဆိုတော့ကြပြကျွန်တော်ကြပြကိုချစ်တယ်ကြပြပြုံးနေရလေးကိုလည်းကျွန်တော်ချစ်တယ်ပြီးတော့ကြပြရဲ့သပင်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ရုပ်ရှင်ကားကြီးတဲ့ခါကျရင်ဒီ မောင်တိုင်ရိုလေးနဲ့ဒီဘူဘမီတာတော့ဘလို့ရိုကြအောင်လဲဆိုတော့အရင်ကြည့်ချင်နေတာပေါ့မောင်တိုင်ရိုလို့ပြောရအောင်အားနေရာမမင်းဝင်ရိုက်ချင်တယ်ကြပြရဲ့လက်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ကြပြနဲ့ပတ်သက်တဲ့မြတ်အရာအားလုံးကိုကျွန်တော်ချစ်တယ်အဲ့ဒါကြောင့်မလို့ကြပြအနာမှာကျွန်တော်အချိန်တန်းရှိနေပြီးကျင်တာအဲ့လိုရှိခွင့်ရဖို့အတွက်ကိုလည်းဘောတဖန်နဲ့ကတော့သူကဒီရိုက်တာကျတော့တချမ်းပဲအရင်ဘူးပါ ူဒီဘက်ကျအချိန်ပေးလိုက်တာဘင်းအောင်ပဲကျတကောက်စားပြေကြရမှုပါပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ ါချစ်သူစီယာရုပ်ရှင်ကားကြီးอ่ะရုံပတင်ကလေးอ่ะပိတ်သက်တွေတော့မတီးဘောเนาะကျွန်တော်တို့ကတော့ဒါအောင်ကြည့်ချင်နေတာဘောเนาะဘာလို့လဲဆိုတော့တာတော့နေနေကတော့ဒီဇက်ကြမ်းကားတွေရိုက်ခဲ့ပဲဒီဟာတာကားတွေပဲခဲ့တဲ့ချိန်မှာမှာဒီဆက်ဆက်ပါပါတကယ့်ကိုမြင်ရခဲ့တဲ့ဒီဘူရက်ကားတကားထွက်လာတယ်ဆိုတော့ပိတ်သက်တွေလည်းအရင်ကြည့်ချင်မယ်လို့ကျွန်တော်ကထင်ပါတယ်ကျွန်တော်တို့လည်းအရင်ကြည့်ချင်လို့ဒီနေ့ကပ်ပယ်ရှုမှမရမကောက်ကျွန်တော်က တယောက်တည်းကိုလာပြီးလာကြည့်တာပါကပဲတဲ့လည်းပြောတာကပဲတဲ့ကပဲတဲ့လည်းပြောတာကပဲကြားရတယ်ဆိုတော့နှစ်ခုခွဲပြီးလာတတ်တာပါပြီးဝတ်စုံလဲဘောဆောင်းကြိုက်မယ်ဆိုတော့ပြောတော့ဟမ်ဒီတဲမှာတော့ရုပ်ရှင်ကားကြီးကမတင်ခင်မှာကလေးကပေါ့နော်ရုပ်ရှင် page မှာတင်တဲ့စာသားတွေကြည့်တာနဲ့လူကအကြီးပျော်ကြခြင်းတွေဖြစ်နေတာဆိုတော့ရုပ်ရှင်ကားကြည့်တဲ့ခါကျရင်ဒီ မောင်တိုင်ရုံလေးနဲ့ဒီဘုဘမီတာတော့ဘလို့ရိုကြအောင်လဲဆိုတော့အရန်ကြည့်ကြည့်နေရပါဘောမောင်တိုင်ရုံပြောကြအောင်အားနေရာမင်းဝင်ရိုက်ချင်ကပြရဲ့စပင်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ကပြရဲ့လက်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ကပြနဲ့ပတ်သက်သမျှအရာအားလုံးကိုကျွန်တော်ချစ်တယ်ဟုတ်တယ်သူပြောသလိုပဲကျွန်တော်တော့ကတော့ဒါကတော့လောကကျွန်တော်တော့အရန်ခက်ခဲတယ်ဟုတ်တယ်ဒါမဲ့အဲပရောဒါအဲ့လိုမျိုးကလေးရိုက်ချင်တယ်ကျွန်တော်လည်းအရန်လုပ်ကြည့်ချင်တယ် စူးစမ်းကြည့်မယ်ဗျာလို့ဆိုပြီးတော့ဒါဆက်ဆက်ရေးတဲ့ကဒါမလိုက်မဖက်ကိုဆက်ရေးရတာအဲကျိုးပြောရတာပါမလိုက်မဖက်ကိုဆက်ရေးတယ်ဆိုတော့ဒါဒီထဲမှာကောင်းလေးနဲ့ကောင်းမလေးကဘာလို့မလို့ပြောပြရမလဲကောင်းမလေးကဖြူဖြူချောချောအဲ့လိုမျိုးလေးကွာကောင်းလေးကခက်ကျန်းတယ်ဆိုတော့ကျတော့အဲ့ဒါကြောင့်ဒီတေးဥဆောင်တယောက်ကဒီလိုမလိုက်မဖက်ဖြစ်နေရပါဘောနော်ဆက်ရဲ့သဘောအရာပေါ့နေမဲ့တသလုံးမခွဲဘူးဤမန်ထားခဲ့ပြီမဲ့ဒီထဲမှာကျွန်တော်အဲ့လိုအကြည့်တွေအသေးချဖမ်းထားတယ်ပေါ့နော် တေချာဖန်းသားဆိုတာမပွင့်ရဲ့ကြိုးစားမှုပေါ့နော်တေချာလေးကျွန်တော်တို့ဒါဒီကားထဲမှာဝတ်တဲ့အဝတ်စားတွေရောရိုက်တဲ့ location တွေအတန်နေတချင်းနေဆိုလို့ရှိရင်ကျွန်တော်ဇက်ဝင်တေးပဲ၃ပုတ်တစ်တပုတ်ရဲ့နောက်ထပ်အာနာမည်ရပြီးသားပြိတ္တိပြိတ္တိတချင်း၂ပုတ်ရဲ့ဇက်ဝင်တေးဆိုလို့၃ပုတ်ကျွန်တော်နောက်ပြီးတော့ location ဆိုရန်ကုန်မှာရရခဲတဲ့နေရာတွေရရခဲဆိုတာလူအများကြီးနေရာရှင်းရခတ်တယ်လေအဲ့နေရာမှာကျွန်တော်စူးစမ်းပြီးတက်ရိုက်ကူတာတယ်အာပြီးတော့ ဟိုဒီထဲမှာအကြည့်ရအစားကျွန်တော်ချာလီတကယ်ဟိုလိုမစိတ်ချစ်တဲ့အကြည့်ရဖြစ်အောင်လို့တော့စူးစမ်းပြီးတော့လှုပ်ထားတယ်တကယ်မူပါနေရမလားတကယ်လည်းမူပါပါတယ်မူပါပါတယ်မူပါပါတယ်ကိုလေးကလည်းချောတယ်လို့ဟုတ်ကဲ့သူနဲ့လည်းလိုက်တယ်လေသူနဲ့လည်းလိုက်တယ်ဆိုတာဒါဟိုအဲ့လိုမျိုးသူ့ဆရွေးတဲ့ကလည်းသူနဲ့ဒီနေရာလေးကလိုက်တယ်ဆိုပြီးတော့သူ့ရွေးချယ်ပြခဲ့တဲ့ကားပေါ်ဆိုတော့ခါကြတော့သူနဲ့လည်းအရင်လိုက်ပါတယ်ဟုတ် အမို့ဒီဒီစကား तू ကရိုက်ရိုက်ပြီးရိုက်နေတယ်မှာလေ तू ကရေခုန်စိတ်လို့ကြာရိုက်ပြီးသွားတဲ့ချိန်မှာတချင်းနေအတင်းဆက်တဲ့ချိန်မှာလေတော်တော်ဖြစ်နေတာအောင်လေးရလေအဲ့မို့တော့ဘောဒီစကားပေါ်မှာရေခုန်တဲ့ဟာကိုပြောတာအင်းဒီစကားပေါ်မှာ तू ဘလို့ဖြစ်နေပြီလဲဆိုသူ့ကိုအဲကာရိုက်တာပေါ်မှာရင်ခုန်တာပေါ့နော်တခြားရင်ခုန်တယ်ပါဆိုတော့လည်းမသိဘူးအာအာကဲ ပါကိုက်ချင်အာလားကိုက်နေအဲဒီစကားလေးကကျွန်တော်တို့မကြည့်ခင်ပါတည်းကပေါ့နော်ဒီဒီတချင်းလေးထွက်တဲ့ဟာကြည့်ကြတဲ့ကကျွန်တော်စီနီမက်တစ်ဖြစ်တာကိုကျွန်တော်ကသဘောကျတယ် Thousand shim lam jogging ဖြစ်သွားမလားဒီကားကအဲ့လိုမျိုးကျွန်တော်တို့ဒါရစကားပြောတဲ့အခါကျွန်တော်တို့အဲ့ဒီကားစကားတကားလုံးကျွန်တော်တို့ရိုက်ကူးတဲ့အချိန်လေးကြာရတယ်အဲ့စကားအကုန်လုံး ရိုက်ပြီးတော့မှအဲ့ဒီဇာတကပြောရဲ့စင်ကစင်းနဲ့ရိုက်ဖို့အတွက်ကျွန်တော်တသက်တည်းထက်တယ်တာဖြစ်ပါတယ်။ဘာလို့ဆိုတော့အစတည်းကျွန်တော်စမပြောဘူး။ဒီကားရိုက်နေစဉ်ကာလအတွင်းမှာကျွန်တော်တွားတဲ့နေရာလေးတွေများတယ်။အချိန်နဲ့နည်းနည်းကြာဆိုတာကြောင့်ဒီမင်းသားနဲ့မင်းသမီးရဲ့ chemistry မိအောင်လို့တမင်ထားရတာပေါ့နော်။အဲ့ဒီစင်ကိုကျွန်တော်တသက်အဲ့ဒီကားရိုက်ပြီးတော့မှကျွန်တော်တပတ်လောက်နေတော့မှရိုက်ဖြစ်တယ်။ဘာလို့ဆိုတော့ရိုက်ကူးနေစဉ်ကာလအယုတ်တွေကိုလည်းပြန်ပြီးတော့ခန်းစားလို့ရအောင်။ပြီးတော့ တပတ်လောက်ကြာမှပြန်ရတဲ့အချိန်မှာပြန်တွေ့ရခံစားချက်မျိုးလဲရအောင်လို့တမင်ကိုမပွင့်ရဒီမှုကိုဖမ်းပြီးတော့ဘယ်လိုပြောရမလဲရန်လွမ်းနေတယ်ဆိုတဲ့ပုံစံမျိုးပေါအောင်လို့စကားတဲ့ကအယုတ်ဒီလည်းပြန်ခံစားလို့ရအောင်လို့ဆိုပြီးတော့ကျွန်တော်အဲ့စင်ကိုကျွန်တော်နည်းနည်းကြာမှရိုက်ကူးခဲ့တာဗျအဲ့အတွက်ကြောင့်မလို့ဒါအဲ့စင်တွေအဆင်ပြေသွားလို့ကျန်တယ်ဟုတ်ပါဘူးအဲ့ပြောပေါ်တုံးတက်လာဆောင်ခဲ့ရတာဘူးမပြောရတာဆိုတော့လေဘူးကပါပါဘော17နှစ်လောက်ဆောင်ခဲ့ရတာ ဟုတ်တယ်အဲ့ဒီကအဲ့လိုမျိုးရည်စားစကားပြောတဲ့အစင်ကအဓိကအဲ့လိုမျိုးသူပြောချင်တဲ့ဟာတွေကိုမမွေ့မယဲနဲ့တောက်လျှောက်ဆက်ပြောလိုက်တဲ့ပုံစံတန်းမျိုးပေါ့နော်အပြင်ကခါရတာညီွားတာပေါ့ဟုတ်တယ်အပြင်မှာလည်းပြောချင်တယ်အဲ့လိုဇာတ်လိုက်ပြောပြတာခါရတာထပ်တူကြရတယ်ပေါ့ပြင်လေခါရတာထပ်တူကြပါတယ်အဲ့လိုဖြစ်သွားတာအေးအစ်စ်ကြည့်ပါခါရတာဒီနေ့ကတော့ဒါတယောက်တည်းမပွက်တက်လာတော့ဗျာဘုံမိသားတော့ဒါပြည့်တဲ့ဒီနေ့ကတော့သူကတော့ဒါဒါရုပ်ရှင်ကရှိတယ် ကြောင့်မလို့သူဒါဒီနေ့ပွဲမှာလာရောက်နိုင်ခြင်းဖြစ်ပါတယ်ဒီစကားကိုလာကြည့်မယ်ဆိုလို့ရှိရင်လည်းဒီအဲ့ဒီစကားပြောတဲ့စင်းလေးอ่ะဒါဒုတိယချိန်မှာပြောတဲ့စင်းလေးဖြစ်ပါတယ်။ဒါပဲလို့ဒုတိယချိန်ပြောတဲ့စင်းလေးမှာဒီကောင်မလေးကကောင်လေးကိုစကားမဆုံးသေးပဲပြေးဖက်လိုက်ရလဲဆိုတော့အရှိမစကားထဲမှာအကြောင်းအရာတခုပါပါတယ်။အဲ့ဒါကြောင့်မလို့ဒါဒုတိယချိန်ပြောတဲ့စင်းဖြစ်ပါတယ်။အဲ့ဒီအကြောင်းအရာလေးကလည်းဒီ ဇာကားကြည့်လို့ရှိရင်တတိထားမိပါပါကျွန်တော်တို့ကျွန်တော်ဘာကြောင့်ဒီဇာကားကောင်းလေးဒီဇာကားပြောရအောင်မဆုံးသေးပြေးဖက်လဲဆိုတော့ဟာကောင်းမလေးရဲ့ကောင်းလေးကိုလည်းအရင်ချစ်လို့ပါအဲ့ဒါကြောင့်သူကဇက်ကမြုပ်ထားလေးပါဘာနဲ့လွမ်းလာဘာနဲ့လွမ်းလာတော့နင်းလိုက်လွမ်းလာကောပေါ်တပတ်နဲ့ကတော့ तू อ่ะဒီရိုက်တာကျတော့တချမ်းကပဲအရင်မှုပါတယ်ဘာဖြစ်ပါ့ကြောင့်အချိန်ပေးလိုက်တာ ဘင်းအောင်ပဲကြာစကားစပြခဲ့ရမှုပါတယ်တင်းနေတင်းနေဒါဒီနေ့ကငါပွဲမှာမလို့ဒါငါငါ့ကိုလာရောက်ဝင်ရနေတာမဟုတ်လားဘာမှမပြောသေးဘူးအမှန်တန်အားနာမှုကောင်းလို့ငါဒါဘာတကယ်ချင်းဝင်ရနေတာကိုဒါချစ်တယ်ဆက်တွေ့ကြမှာပွဲတွေမှာချစ်သူစီရရုပ်ရှင်ကားကြီးတင်တဲ့ခါကျလို့ရှိရတယ်ဒေါက်တာမက်ကွင်းကအကောင်းဆုံးကြိုးစားထားတာဖြစ်တဲ့ကြောင့်မဟုတ်ဘူးမပေါင်နေတဲ့ဒေသဖြစ်တဲ့တိုင်ရုံနဲ့ဘုဘမီတာလို့ရဲ့ အဲအကောင်းဆုံးကြိုးစားမှုတွေကိုလာရောက်ပြီးတော့ဝိုးရံပေးဖို့အတွက်ကိုကျွန်တော်တို့ညီကလေးကဒီနေရာနေပြီးတော့အားလုံးဖိတ်ခေါ်ပါတယ်အခုဒီလိုမျိုးဒီနေ့မီဒီယာတွေအကုန်လုံးလည်းဆက်ဆုံးနေတဲ့တက်ရောက်ခဲ့ပြီးတော့ဒီကားလေးကိုစိတ်ဝင်စားရှိပဲတော့ကြောင့်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်မြန်မာစတာဘဇာ